ကလေးရတော့ဘဝကြီးကအရင်ပြည့်စုံသွားတယ်ဟိုခက်ခဲတာတွေရုန်းကန်ရတာတွေရှိရဲဒါပေမဲ့ဟိုตาမျက်နှာကြည့်ပြီးတော့အင်အားတွေရှိရဲစူးစမ်းခြင်းနဲ့စိတ်တွေရှိရဲဆိုတော့အခုကနောက်တစ်ယောက်ဆိုတော့ဒါ big family ပေါ့နော်ဘာဖြစ်ဖြစ်ကလေးမျောင်းနေဆိုတော့ပို့ပြီးတော့စူးစမ်းရမယ်ပို့ပြီးတော့ရုန်းကန်ရမယ်ဒါပေမဲ့ဟိုပျော်စရာကြီးပေါ့နော်တွေးလဲတွေးလိုက်ရင်ကိုယ်စိတ်ထဲမှာအဲ့လိုလိုလိုပျော်နေရတယ် ကျွန်တော်ကလေးတော့အဲ့လိုရိုးမွေးဖို့ကြိုးစားတယ်ဒါဟိုရိုးမွေးတယ်ဆိုတာမိခင်အတွက်ကောကလေးအတွက်ကောပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ကြိုးစားတယ်မရဘူးပေါ့နော်မွေးလို့မရတဲ့ခါကျခွဲလိုက်ရဆိုတော့အခုတစ်ခေါက်ကြာလဲနည်းနည်းဟိုတစ်နှစ်ကျော်အာနှစ်နှစ်နှစ်ပဲกว่าတော့ပေါ့နော်ဆိုတော့ဟိုခွဲဖို့อ่ะပိုများတယ်ရိုးရိုး try လို့မရအောင်ဘာလို့ဆိုတော့အတွင်းချုပ်ရိုးတွေကရှိသေးရဲ့ဆိုတော့ဟိုမိခင်အတွက်အန်ရယ်များတာပေါ့ဟုတ် ကိုလိုချင်တိုင်းရတာမဟုတ်ဘူးကိုလိုချင်တဲ့အချိန်မှာဟိုရတာမဟုတ်ဖန်တီးယူလို့ရတဲ့ဟာမဟုတ်ဘူးပေါ့နော်သာသမီဆိုတာအဲအကြောင်းသာသမီရတနာလို့ဟိုဟာတင်စားကြတာဆိုတော့ကိုယတနာရရဆိုတော့ဘယ်ချိန်မဲရရကိုကတော့ဂျင်းတတ်မှာပဲအဲသူတို့ပြောတာဆိုတာကဟို မှန်ပါတယ်ဟိုအရင်မဝေးဘူးဆိုတော့တို့ကလည်းဟိုရုပ်ရှင်ရိုက်စေခြင်းနဲ့စိတ်တွေလည်းပါတယ်နောက်ကလေးကငယ်သေးတော့ကယူမဆိုင်နိုင်မှာအဲ့လားအဲ့လိုမျိုးစိတ်ပူတယ်ပေါ့နော်ဆိုတော့တို့လည်းမမှားပါဘူးကိုကတော့ကြိုက်တယ်ပါဆိုတိတ်မဝေးတော့ကလေးနှစ်ယောက်ကိုအဲ့လိုဟိုပြုစုရတာ မဟာတော့ဆိုတော့တိတ်မပင်ပန်းတော့ဘောနော် used to ဖြစ်သွားတော့ဘောဆိုတော့ဘာဖြစ်ဒီမြောက်ကိုတူတူအဲ့လိုဟိုအသက်လည်းတိတ်မကွာဆိုသူတို့ကလည်းအဖော်ရမယ်မိသားတွေအတွက်ကလည်းအရင်မဟာတဲ့အတွက်ပြုစုပြောင်းထောင်ရတာအရင်မကွာတဲ့အတွက်ပိုပြီးလွယ်ကူမယ်လို့ထင်ပါတယ်